သူရဲ့တဏ္ဍာမှာစိတ်ဆိုတာရှိတယ်။ဘုန်းကြီးတို့တွေလူတိုင်းလူတိုင်းမှာစိတ်ရှိအဲ့ဒီစိတ်မှလည်းပဲတမထဝိပဿနာဆိုတဲ့တတိတို့ပညာတို့ ਨੇ လုံအောင်မိုးထားဖို့လို့တမထဝိပဿနာစိတ်ဆိုတဲ့အင်ကြီးဟာရင်းကိုလည်းတမထဝိပဿနာ ਨੇ ကာထားရမယ်မကာဘူးဆိုလို့ရှိရင်တွေ့တာမှုဆိုတဲ့ရာဂမိုးတွေမုန်းတီးမှုဆိုတဲ့ဒေါသမိုးတွေ အမှန်မသိမှုဆိုတဲ့မောဟမိုးတွေကိုယ့်ကိုယ်ထင်ရောက်မှုဆိုတဲ့မာနမိုးတွေသူများကြည်ပွားတာကိုမနာလိုဘူးဆိုတဲ့အိတ်တာမိုးတွေကိုကြည်ပွားသလိုသူများမကြည်ပွားစေချင်ဘူးဆိုတဲ့မစ္စရိယမိုးတွေဘိုးဘောက်တွေဟာကိုယ်စိတ်ထဲရောက်လာမှာပဲဆိုလိုတာကအစိုးတရားတွေကိုယ့်ရင်ထဲရောက်လာလိမ့်မယ်ဒါပြောတာနော်အိမ်ကိုလုံးအောင် အမိုးလုံအောင်လုံးထားလို့ရှိရင်မိုးမယူစိတ်ကိုလည်းပဲလုံယောင်ထားရမယ်လို့ဆိုလိုတယ်စိတ်ကိုမလုံးချုံဘူးဆိုရင်စိတ်အမိုးမလုံးချုံဘူးဆိုလို့ရှိရင်စိတ်အမိုးဆိုတာတင်းသားပြောတာစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်မှုမရှိဘူးဆိုလို့ရှိရင်အလွယ်တကူအမုန်းတရားတွေတွေ့တာမှုတွေအမှန်မသိဘူးတွေ jealousy တွေဆိုပေါ်လာပါ ကဲဖိုလ်ကြီးတို့တွေကိုကိုစိတ်ထဲမှာထိမ့်သိမ့်ဆောရှောက်မှုမရှိဘူးဆိုရင်ကိုကိုလာဆဲသွားလဲဒေါသဖြစ်မှာနော်လူတွေဟာမခံနိုင်ကြဘူးရံဖြစ်ကြတယ်ရိုက်ကြတယ်နှက်ကြတယ်ဆဲကြတယ်ဆိုကြတယ်အပြင်မှာမဆဲရတဲ့အခါကျတော့ Facebook တွေကဆဲတယ်မျိုးကိုဆုံးတာနော်ဆဲကြတယ် အဲ့လိုဆဲချဆိုးချရံဖြစ်ချဆိုတာလေစိတ်မိုးမလုံလို့ဒီလိုဖြစ်တာတဲ့အဲ့တော့မိုးလုံအောင်လုပ်ရမယ်လို့ဆိုလို့ပေါ့အိမ်နဲ့မိုးရွာလို့ရှိရင်တိုင်လုံးမိုးရွှဲသွားတာမျိုးမဖြစ်အောင်အမိုးကိုလုံအောင်လုပ်ကိုယ်စိတ်ကိုလည်းပဲလောဘတွေမဖြစ်အောင်အဖြစ်မခံနဲ့ဒေါသတွေအဖြစ်မခံနဲ့အခုခေတ်ကတော့ ทอดาพิจารณามโหมคันสบิโรคงตะคู่นี่เนี่ยดูเรียอยู่ซะเลยจ้ะ